လုံးပဲမင်္ဂလာပါရှင်။ဆရာဝေယံဖုန်းရဲ့လိနယံဆိုရဲဝတ္ထုလေးကိုဖတ်ပြနေရဒီနေ့အပိုင်း၁၉ကိုရောက်ပါပြီရှင်။အခန်း၁၉ဆရာမြနဲ့ဆရာတို့ရေးခိုင်းထားတဲ့စောင်းပါရေးပြီးယူလာခဲ့ပြီ။အေကန်နဲ့ရောက်ပြီးပြချင်းကြားလိုက်ရသည့်ရွှွန်လေစကားဆုံးသူဝမ်းသာသွား၏။ဟုတ်လားပြပါအောင်ဟုဆိုကား နာကတ်သွားသည်ရှင်လေအားခဏလေးပါ ရေးတော့ပြစေဦးဟုပြောသည်ဖြင့်ရေးတော့ပြီးသည့်အထိစောင့်နေရသေးသည်ထို့နောက်လက်ရည်ဖြင့်တေချာချောကူရေးထားသည့်စာမှုကလေးစလင်ဘက်အိတ်ထဲမှထွက်လာသည်စာရွက်ကိုယူလာပြီးဆိုဖာဆက်တီးပေါ်သူထိုင်ဖက်သည် ဆောင်းမကောင်းစဉ်ကိုရှင်လေကမတန်ရှင်စီပို့ကြည့်လိုက်တော့မာယာဘုံဟုတတ်ထားသည် ်ဆရာအဘိဓမ္မာစာအုပ်ဘယ်ရောက်နေလဲဟုသူကိုမေးသဖြင့်စာဖတ်ရင်းကရှုံးလဲစပွဲပေါ်မှာပဲလေဟုမကြည့်ပဲပြန်ဖြေလိုက်သည်ရှုံးလဲလာသည့်အခါစာရေးဖို့စာဖတ်ဖို့စပွဲနဲ့ကလထိုင်းလေးတစ်စုံ သူဧကန်ထဲမှာစီစဉ်ပေးထား၏အင်္ဂလိပ်စာအုပ်များဖတ်ကြည့်သည့်အခါကြည့်ဖို့ Oxford English အင်္ဂလိပ်အဘိဓမ္မာရော မြန်မာစာအဖွဲ့အားထုတ်သည့်အင်္ဂလိပ်မြန်မာအပြည်ဒဏ်များပါချပေးထားသည်အော့စဖို့အပြည်ဒဏ်ကိုပြောရစရာစပွဲပေါ်မှာမတွေ့လို့ဟိုရှော်လဲကသူ့အနာမှာမတ်တလေးရက်လျက်ကပြောသည် သူဟာစာဖတ်တာခဏရက်ခါခေါင်းပေါ်စဉ်းစားလိုက်ပြီးမှဩမေလို့ညာမအိတ်ခင်စာဖတ်တုံးကြည့်စရာရှိတာနဲ့ယူလိုက်တာ ဆရာအိတ်ခန်းနဲ့ကရင်ပေးကလျကစပွဲပေါ်မှာရှိတယ်။ဟုပြောလိုက်သည်။ထို့နောက်စားဆက်ဖတ်သည်။ရှင်လဲအားမသွားပဲအနာမှာပဲပေးရနေ၏။သူမော့ကြည့်လိုက်တော့သူ့ကိုခက်တီးတီးစိုက်ကြည့်နေသည်ရှင်လဲမျက်နှာကိုတွေ့သည်။ Sorry မေ့သွားလို့ပါချေယာမကြီးရဲ့ဟုဆက်ဖြဲဖြဲပြောလိုက်ပြီးအိတ်ခန်းရဲ့အစာအုပ်ကို သူတွားယူပေးလိုက်သည်ရှင်လေအားအပြီးတန်းစာအုပ်ကိုတည်ပြီးသူစားကြည့်စပွဲသူတွားထိုင်၏ရှင်လေရေးထားသည့်ဆောင်းမဖတ်ရင်တဝက်တစ်ပြည့်နဲ့ရက်ခဲရသဖြင့်အရာသာပြတ်သွားသည်နှစ်ယောက်တိုင်းဆိုဖာပေါ်လဲကလက်တန်တန်းကိုခေါင်းအုံလိုက်ပြီးအစမှပြန်ဖတ်သည်မတ်တန်ရှင်စီပို့ကြည့်လိုက်တော့မာယာပေါ်စာရေးသူသည် ပြီးခဲ့သောကာလတစ်ခုအတွင်းလူလေးဦးနဲ့တွေ့ဆုံရင်နေခဲ့ရသည်သို့သောသူတို့နဲ့တွေ့ဆုံရင်နေခဲ့သည်မှာအပြင်းမမဟုတ်ဘဲစာမျက်နှာထက်တွင်တက်ဝဲလှုပ်ရှားနေသောစာရေးဆရာကြီးစိတ်ကူးဇက်ကောင်များဖြင့်တည်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်ထိုဇက်ကောင်လေးဦးစလုံးသည် ခစ်တခစ်ထက်တွင် လူလူရှန်တန်ခဲ့ကြကထိုခစ်ဤလှိုင်းလုံးများရိုက်ခတ်မှုတန်းကိုလည်းပုံစံတူ ရင်ဆိုင်ခဲ့ရကြော်လွားခဲ့ရနစ်မြုပ်ခဲ့ရသောခေပြိုင်ဘဝတူဇာကောင်များ ဖြစ်ကြသည်ရှုံးလက်ရှုံးလက်ကသူ့ကိုတစ်ချက်လှည့်ကြည့်သည်ဒီဆောင်မမာတော့ကျမလိုပဲရေးပါလားဒါပြောရရင် ကိုယ့်ရဲ့ပုပ်ပလိကအမည်ကို တီးပြီးရေးတာမဟုတ်လားအကယ်ဒမီစာရေးရေးသလိုကိုကိုကို ဓမ္မဒိဋ္ဌံကြကြနေရာမှာထားပြီးစာရေးသူတို့ဆောင်းမရှင်တို့စာရန်ရှင်တို့ရေးစရာမလိုဘူးလို့ထင်တယ်။ရှော့လဲရဘာမှပြန်မပြောဘဲနန်ရန်ကိုသာကြည့်၍ကောင်းတဆတ်ဆတ်လုပ်နေသည်။စာကိုသူဆက်ဖတ်သည်။ဆုံးသွားတော့တက်ပြင်းလဲလဲချသည်။ရှော့လဲကစာရေးစပွဲမှာနေ၍သူရှိရာစတီခုံတို့လှမ်းကြည့်သည်။အဲ့ဒီမှာလေး ထဲတော့မရေးထားပါပဲ။ရှုံးလဲစိတ်ထဲရှိတာပြောရရင်ဆရာမြရောဆရာနိုင်ဝင်းစေရောသူတို့ဇက်ကောင်တွေပေါ်တိတ်ရက်ဆက်တာပဲ။ဆရာမြအထောင်းသူ့ဇက်ကတဲလာကလေးကကိုအငယ်မလေးနဲ့ကိုမြင့်နဲ့ကို ပေးစားခြင်းလို့ကို ရှေ့မှာပြိုလာခဲ့တာ။ဆရာနိုင်ဝင်းစေဆိုညွညို့အပေါ်အဲ့ဒလိုမရက်ဆက်လဲရရဲသားနဲ့ကိုစာရေးဆရာတွေကတခါတခါကြအဲ့ဒလိုလှုပ်တတ်ကြတယ်နော် ူဘာပြန်ပြောရမှန်းမသိဝမ်းပန်ပန်လာနေသောရှင်လဲ့မျက်နှာလေးကိုသာ ပြုံး၍ပြန်ကြည့်နေလိုက်သည်လောကနိုင်စာရေးဆရာတို့မှသာဇက်ကောင်တို့အပေါ်ရက်ဆက်တက်ကြသလားလောကကိုနိုင်ကကောလောကသားတို့ပေါ်မရက်ဆက်တက်ကြဘူးလားအတွေ့တစ်ချက်သူ့ကောင်းနဲ့ပေါ်လာပြီးဖြတ်ခနဲပြန်ပြောက်သွားသည်ဆောင်းပါကိုသူ နောက်တစ်ခေါက်ထပ်ဖတ်သည် ထို့နောက်ခနာစင်စားနေ၏ပြီးတော့ဆိုဖာကုံမှထားကစားကြည့်စပွဲမှထိုင်းနေသည်ရှွန့်လက်အနာသို့သွားရက်သည်ရှွန့်လက်ရှင်သူကဘာမှမပြောသေးပဲစပွဲခုံကိုစိုက်ကြည့်နေသည်ရှွန့်လက်ကသူ့ကိုမော့ကြည့်၏ရှွန့်လက်ကို လူတွေကတော်လိုက်တာလို့ခြေကျူတာနဲ့စူးစမ်းလိုက်တာလို့ခြေကျူတာ ဲ့နှစ်ခုမှာဘယ်ဟာကိုပိုကြားကြံတယ်လဲဟုတ်သူရှော်လက်ဤမျက်လုံးဝိုင်းများတဲ့စိုက်ကြီးရဲ့မေးသည်ရှော်လက်ကမျက်လွားတစ်ချက်ချလိုက်ပြီး ရှစ်တက်တဲ့နာယံကိုခဏကြည့်စဉ်းစား၏သည်ပြီးတော့တဒလုံးတော့တော်တယ်လို့ချီးကျူးတာပဲကြားချင်မိခဲ့တာဒီမေကွန်ခုဆရာမေးမှာပဲစဉ်းစားမိရောတယ်အင်းတော်တယ်လို့ချီးကျူးတာနည်းနည်းအငြိမ်သဘောဆန်တယ်လို့ထင်တယ် အရွေမပါဘူးရက်နေတဲ့လူတယောက်ရဲ့အခြေအနေကို အရှိအတိုင်းအမြန်တိုင်းဓာတ်ပုံရိုက်တယ်လို့မျိုးအမိဖန်ပြီးပြောပြလိုက်တာပဲတော်တယ်လို့ပြောလိုက်တော့ဩသူတော်တယ်ပေါ့ဒါပေမဲ့အဲ့ဒါမှပဲပြီးသွားတယ်အစနဲ့အဆုံးမရှိဘူးဒီမှာပဲစပြီးဒီမှာပဲဆုံးသွားတယ်လို့မျိုးပဲလှုပ်ရှားပြောင်းလဲနေတဲ့သဘောကိုမမြင်ရဘူးအင်းစူးစမ်းလိုက်တာဆိုရကြတော့ဖြစ်ချင်းရှိခြင်းသဘောထက် ပြုတ်ချင်းသဘောကို ပြောတာလို့မြင်တယ်။သွားနေတဲ့အရာတခုကို ကြည့်ပြီးပြောတာနဲ့တူတယ်။သူဟာနေရာတခုကနေစရွေခဲ့တယ်။ခုလည်းရွေနေတော့မယ်။ကြိုးစားမှုကြောင့်ခုလောက်အရွေကို သူရောက်နေရဲစရာကိုအတိမတ်ပြောတဲ့စကားပဲ။ဒါပြေနောက်လဲဆက်ပြီးတိုးတက်သွားအောင်မယ်။အရွေတွေကိုရအောင်မယ်။ရှေ့ဆက်ရမယ်ခီရှိသေးတယ်။မပြီးဆုံးသေးဘူးဆိုတဲ့သဘောကိုလည်း တိတ်ကြိုးစားတာပဲဆိုတဲ့စကားရဲ့နောက်မှာမြင်ရတယ်လို့ထင်တယ်။ဒါကြောင့်ဆရာသမားရဲ့မိကွန်းကို ဖြေရမယ်ဆိုရင်ဖြင့်ကြိုးစားလိုက်တာဆိုတဲ့ချီကျူးစကားကိုသာကျွန်တော်မျိုးမှကြားခြင်းပါကြောင်ရှင်းဟုဆိုရင်ရှင်လဲကသူ့မျက်နှာကိုရှော့ရှော့ဆာဆာကြည့်လိုက်သည်။သူ့မျက်နှာတွင်ပီတီကိုဖုံးလွှမ်းလျက်သူကရှင်လဲပခုံးပေါ်လက်တစ်ဖက်တင်လာရဲ့ ဟိုးဆောင်မအတွက်ကိုတော့ဆရာရှွန်လေကိုတအားကြိုးစားတာပဲလို့ချီးကျူးခြင်းနဲ့ခုပေးလိုက်တဲ့အဖြေစကားအတွက်တော့တော်လိုက်တာလို့ချီးကျူးခြင်းနဲ့ထိုစကားနဲ့တူသူကလက်ကိုရှွန်လေပခုံးပေါ်မှာပပင်ပေါ်သို့ရွှေ့လိုက်သည်ရှွန်လေကသူ့လက်ဖြင့်တစ်ခါထပ်အုပ်ကိုင်းသည်ထို့နောက်မှန်ဤရှွန်လေသည်တော်ဤ ရှင်လဲ့သည်မိမဖြစ်၏ထို့ကြောင့်မိမများသည်တော်ဤဆိုရင်ပြုံဖြဲဖြဲလုံနေလေသည်ဟိုဟိုဟိုဒီအဆိုကိုတော့ဆရာကန့်ကွက်ရမယ်ရှင်လဲ့တော်ရာမှန်မင်းမဲ့မိမတိုင်းတော့မတော်ဘူးလေကွယ်ဒီတိုင်းပဲယောက်ျားတိုင်းလည်းတော်တာတော့မဟုတ်ပါဘူးယောက်ျားလေးတွေကသူဟာမိစေကိုကင်ပြီးဘလို့အရှုံးဖောက်ရမလဲစဉ်းစားလိုက်သည် ယောက်ျားတွေကတက်စာမရှိတာဟိုရှင်လဲကသူ့စကားကိုဖြတ်၍ပြောလိုက်သည်ဟင်ဟုတ်တယ်လေဆရာဆရာရဲ့ဟီရိုကြီးနဝရေပဲကြည်လေသူပဲရှင်တောင်းလေးရဘလို့လှလာကြီးရဲ့ဘဲပုံချစ်စရာကောင်းလာကြီးဘဲနေချရာပေါ့ကြောင့်လည်းရတုတွေရေးပြီးတော့တခါခင်ဦးနဲ့တွေ့တော့လဲခင်ဦးလေးရဘလို့လှတာဘဲညာဆွဲလိုက်ရတာဖြစ်သွားပြန်ရောမဟုတ်လား ရှင်လျာသူ့ကိုမျက်စောင်းထိုးလိုက်ပြီးအကြည့်ကိုအနှံငယ်လွှဲထားလိုက်သည်။သူကရီဤဒါကတော့ယောက်ျားကောင်မောင်မတထောင်ပေါ်ရှင်လျရဲ့ဟုပြောရင်စားလိုက်သည်။ဘာမှယောက်ျားကောင်မောင်မတထောင်မဟုတ်ဘူး။အဲ့ဒါမခိုင်ကြည်တာ။တစ္ဆာမရှိတာ။စိတ်များတာလို့ခေါ်တယ်လူကြီးမင်းရဲ့။သူကရှင်လျမျက်နှာစူပုတ်ပုတ်ကိုကြည့်ရင် ရှို့လက်နဲ့မျက်နှာချင်းဆိုင်စာရေးစပွဲပေါ်တင်မဆောင် တင်ထိုင်းလိုက်သည်ထို့နောက်ရှို့လက်ပါကလေးကို ဆွဲညစ်၏မိမများကဘာထုတ်တယ်ဂျာနေကျော်မမလေးပဲကြည်လေသူ့ယောက်ျားဂျာနေကျော်ဦးချင်းမောင်ကြီးကို သူ့လိုလူတဲ့ညှို့လိုက်တာမှဒီလူဟာနတ်ဖျားတစ်ပိုင်းပဲဒီထက်ကောင်းတဲ့ယောက်ျားလောကမှာမရှိတော့တယ်လို့လို့ဟောပြီးရောလဲနောက်အိမ်အောင်ပြူတာပဲမဟုတ်လားဟူစာဤ ရှော့လက်ပါဇက်ကလေးဟာလာ၏နှကန်လေးတပြင်းပြင်းဖြစ်လာသည် ဟာဘာဆိုင်လဲဆရာရဲ့သူကမုံဆိုးမှဖြစ်သွားပြီးမှတပင်လဲမူတပင်ထူတာပဲဥစားလင်းယောက်ျားရှိရနဲ့ဖောက်ပြန်တာလည်းမဟုတ်နဝရေးလို ရှင်းနှောင်းရှင်းနှောင်းနဲ့တနှောင်းနဲ့နှောင်းနေရင်ကမှခင်ဦးခင်ဦးနဲ့တူတဲ့ဦးဖြစ်ပြန်တာမဟုတ်ဘူးလေသူကလက်ကိုပိုင်လိုက်သည် ချုံနာကိုပါကိုလက်ညှိုးပြတစ်ချက်ချက်လောရင်ဥချင်မောင်ကိုအဲ့ဒါလောက်ရှေ့မှာမချီကျူးပြထားရဲ့တပင်လဲမှုတပင်ထူတာကဘာမှမဖြစ်ပါဘူးရွှန်လဲရဲ့ဒါပေမဲ့ရှေ့ရတယောက်ကို တမိုးအောင်တယောက်သဘောတအားမွန်ထားပေမှာနောက်တယောက်ယူပြန်တော့ရှေ့နောက်မညီတလို့ဖြစ်တာပေါ့အိုးရှေ့ယောက်ျားကိုချီးမွမ်းထားရဲ့နောက်ယောက်ျားမယူရဘူးလို့မရှိပါဘူးဒေါမမလေးလည်းနောက်အိမ်တော်ပြူတာသူ့အကြောင်းနဲ့သူရှိမှာပေါ့လို့ ဒါဆရာတက်တက်စကားခက်ပြောတာရှောလဲနှခမ်းကလေးစူးလာသည် သူကရည်သည် ရှောလဲပါကိုထက်လိမ့်သည်ရှောလဲကသူ့လက်ကို ပုတ်ချ၏လူတယောက်ကိုရင်ထဲအသေးထဲမှာအလုံးစုံနေရာပေးထားပြီးသားဆိုရင်အဲ့ဒါလိုပေးထားပြီးမှန်းကိုလည်းပြတာကျင်ညာထားပြီးသားဆိုရင်နောက်တယောက်ကိုနေရာပေးလိုက်တဲ့အခါရှေ့ကပြောထားသမျှလေး အဟောဒီကံဖြစ်မသွားဘူးလားဆရာအဲ့လိုစဉ်းစားကြည့်ရပါဥမာကွာဒေါခင်ကြီးဆိုပါစို့သူဘိုးချုပ်အကြောင်းတိတ်ထုတ်ဖို့ပြောတာမရှိဘူးဒါပေမဲ့သူဟာမုန်းဆိုးမဘွားနဲ့ပဲတက်တက်လုံးနေသွားခဲ့တယ်လေဒါဟာတော်ပြီတော်ပြီမရဘူးဆရာမသိဘူးဆရာစကားတက်တိုင်းရှောက်မပြောနဲ့မိမတွေဟာဆရာတို့ယောက်ျားတွေလို့စိတ်မမြဘူးသစ္စာမဖော်ဘူး ရှင်းတော်အစင်ညီတယ်ဒါပဲလက်ခံလားလက်မခံရင်လည်းရတယ်ရှင်လည်းဆရာကြီးမလာတော့ဘူးရှင်လည်းဒီကလထိုင်မောကိုကိုတစောင်းလွှဲထိုင်လိုက်သလိုမျက်နာကိုလည်းလုံးဝလွှဲထားလိုက်သည်ဟောစိတ်ချပါပဲလားမမရဲ့ကဲပါကဲပါကျွန်တော်မျိုးမမနဲ့ပြိုင်မငင်းဝင်တော့ပါဘူးထိထားလေးပြောတာမှန်ပါတဲ့ဗျာဟုတ်ပလားကျင့်တ်ပလားမကျင့်တ်သေးဘူး ရှော်လဲကနှခမ်းဆူတော့ဒါပြေကျင်းတဲ့အောင်မလုပ်ပေးရမရောခလေးရဲ့ပန်းဆိုရန်လိုက်ပေါ်မှသူငြိမ်သွားသည်ရှော်လဲမိစေကိုအသားအရကိုင်းလျက်မျက်နာကိုဆွဲမောလိုက်၏ရှော်လဲဟာအကြည့်ကိုဖြည်းဖြည်းချင်းသူစီရွေသည်မျက်လုံးလေးများတဲ့စိမ်ပွေများကတလဲလဲဆရာကိုယ်တိုင်လည်းမသွားချင်ဘူးထင်လို့လား ရှော်လဲကသူ့ကို ကြည်နေစေအချိန်ကိုစောက်ရမယ်လေမဟုတ်ဘူးလားရှော်လဲကခေါင်းမငိမ့်မဲမျက်တောင်လေးများကိုသာနှစ်ချက်ပုတ်ခတ်ပြလိုက်သည် သူ့ရင်ထဲတွင်လှိုက်ဖို့ရတလက်လက်ဖြစ်ကားချစ်စိမ်များယိုဖိတ်လာ၏သူဟာကိုယ်ကိုင်းကမျက်နာခြင်းအနာနာကပ်၍နဖူးခြင်းထည်သည် ထို့နောက်နှာခေါင်းထိတ်ခြင်းထိလိုက်သည် တယောက်ဤထွက်သက်သည်တယောက်ဤနှခမ်းများပေါ်ကြာရောက်နေ၏မယ်ရွေးကိုဖန်ဖို့တည်တည်ကလေးလိုတော်သည်သို့သောရွှေစုံညိုသည်မယ်ထွေကိုမဖမ်းချေသူ့အနံ့များသည်ရှွန်လဲ့ဤလေတိုင်းကြော်ပေါ်သို့သာသက်စင်ဤဟုတ်ကဲ့ပါရှင်အခန်း၁၉ကတော့ဒီမှာပဲပြပါပြီလာမယ့်အပိုင်း၂၀အခန်း၂၀မှာပြန်ဆုံးပါမယ်ရှင် ားဆင်ပေးခဲ့တဲ့တို့တယောက်ချမ်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်